ယူနိုက်တက်နဲ့ကစားဖို့ ready ဖြစ်နေပြီဆိုတော့မြန်မာလူရေးစင်မောင်မောင်လင်း Brady Malone ဝိမင်လာများသူမြောင် Ivan Khunshi ကို agent ကနေပြန်လဲကြိုးလိုက်ပါတယ်မြန်မာလူရေးစင်ကျဲဝင်းကစားမတယောက်ဖြစ်တဲ့မောင်မောင်လင်းကတော့နာမည်ကြီး Manchester United နဲ့ကစားဖို့အစဉ်သစ်ဖြစ်နေပြီဆိုတော့အကြောင်းပြောဆိုလာခဲ့ပါတယ် Manchester United ဟာမလမ်းမမေလ28နေ့မှာရာသီကြိုးချိန်ဆန်းပွဲအဖြစ်မလေးရှားနိုင်ငံရဲ့နာမည်ကျော် Bukit Jalil ကိုင်းကြီးထဲမှာအာဆီယံညောင်ပေါင်းအသင်းနဲ့ကစားသွားရမှာဖြစ်ပါတယ်အာဆီယံညီမောင်အသင်းကိုအာဆီယံဒေသတွင်းနိုင်ငံမှာရှိတဲ့အသင်းကကစားသမားတွေကိုစုပေါင်းပြီးတော့ဖွဲ့စည်းထားတာဖြစ်ပါရင် ဒီအာဆီယံညီမအောင်အသင်းမှာတော့မြန်မာကိုစားပြုတ်ကစားသမားအဖြစ်မောင်မောင်လင်းကရွေးချယ်ခြင်းခံထားရတာဖြစ်ပါတယ်ဒီခြေစမ်းပွဲအတွက်မောင်မောင်လင်းဟာမေလ25ရက်နေ့ဝင်းကျင်ကနေကမလေးရှားနိုင်ငံမှာရှိတဲ့ညီမအောင်အသင်းနဲ့အတူပူးပေါင်းခဲ့ပြီးနေကျင်းမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကလည်းဗီလာနဲ့ပွဲပြီးနောက်ရက်မှာပဲကစားသမား32ယောက်နဲ့အတူမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ကိုထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်ယူနိုက်တက်နဲ့ကစားမယ့်ခြေစမ်းပွဲနဲ့ပတ်သက်ပြီးမောင်မောင်လင်းကယူနိုက်တက်ကစားဖို့ ready ပဲအစောကတည်းကအရင်ပြောနေခဲ့တာအဲ့ဒီကိုရောက်ဖို့လည်းမစောင့်နိုင်တော့ဘူးယူနိုက်တက်ဆိုတာကျွန်တော်အားပေးတဲ့အသင်း အခုဘလောက်ပဲရလက်တွေဆိုးရနေပါစေကပောင်းမမန်ယူဆိုတာတော်တန်အသင့်မဲ့လေအဲ့တော့ကျွန်တော်လည်းရမ်းဝမ်းတာတယ်နိုင်ငံကိုစားပြုကစားမှာမို့လို့ပို့ပြီးတော့ဝမ်းတာတယ်ဒီဘက်မှာပွင့်ထွက်ခွင့်ရမယ်လို့လည်းယုံကြည်ပါတယ်ရွေးတာကလည်းပွင့်စရှင်အလိုက်ရွေးထားတာဖြစ်တဲ့အတွက်ပါခွင့်ရမယ်လို့ယုံကြည်တယ်တရားရသွားတဲ့အချိန်မှာစိတ်ပူမိတာတော့ရှိတယ်ရတဲ့ခွင့်ရေးကိုလက်လွတ်ရမှာလားဆိုတာစိတ်ပူမိတယ်ဒါပေမဲ့တရားအချိန်တွေကစိုးစိုးရွားမရှိတဲ့အချိန်မှာလိုအပ်တဲ့အရာလေးတွေကောင်းအောင်ပြန်လုပ်ထားတယ်နှစ်ပတ်လောက်အနားယူခဲ့ရပြီအခုဆိုရင်တော့ရာနှုန်းပြည့်ပြန်ကောင်းလာခဲ့ပါပြီဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် မန်ချက်စတာနိုင်တဲ့နဲ့အာဆီယံညောင်းအသင်းတို့ဟာခြေစမ်းပွဲကစားသွားရမှာဖြစ်တာကြောင့်နှစ်ဖက်အသင်းကကစားသမားတွေအားလုံးပွဲကစားခွင့်ရရှိမှာကတော့ထေချပါရင်။ပြတော့အပြင်ဒီလိုခြေစမ်းပွဲတွေမှာပရိုင်းမှာလူစင်းတမျိုးဒုတိယပိုင်းမှာလူစင်းတမျိုးထုတ်လေးရှိတာဖြစ်ပါရင်။ဒါကြောင့်မမောင်လင်းကစားခွင့်ရပါမလားဆိုပြီးစိတ်ပူစရာလည်းမလိုပါဘူး။မမောင်လင်းအနေနဲ့ပွဲထွက်လူစင်းထဲမှာမပါဝင်ခင်းရင်တော့မှဒုတိယပိုင်းမှာလူစားဝင်ကစားခွင့်ရတာမျိုးလည်းဖြစ်နိုင်ပါရင်။အခုလိုမျိုးမမောင်လင်းတယောက်မြန်မာနိုင်ငံကိုစားပြုပြီးအာဆီယံညောင်းအသင်းနဲ့တူမန်ချက်စတာနိုင်တဲ့အသင်းနဲ့ကစားခွင့်ရတာကမြန်မာနိုင်ငံအတွက်တော့အကောင်းဆုံးစရာဖြစ်ပါရင်။ မြန်မာပြည်သက်တွေအနေနဲ့ကိုယ့်မြေမှာကိုအားပေးတဲ့ Premier League ကလပ်တွေလာရောက်ကစားရတာကိုမြင်တွေ့ခွင့်ရဖို့ဆိုတာအင်မတန်ခွင့်ရနေပါပါတယ်။ဘာကြောင့်လဲဆိုတော့ဥရောပထိပ်သီးလေး၅ခုမှရှိတဲ့အသေးသေးလေးကိုခြေစမ်းကစားဖို့ဖိတ်ခေါ်မယ်ဆိုရင်အနည်းဆုံးဒေါ်လာ3သန်းကနေဒေါ်လာ5သန်းဝန်းကျင်လောက်ထိကုန်ကျနိုင်တယ်လို့အကြံပြင်တည်ထားရပါတယ်။ဒါပြင်လက်ရှိမြန်မာနိုင်ငံမှာကလည်းပြည်သက်အများပြားဝန်ဆန်းတဲ့ကွင်းကရှိလာကြောင်းလဲ Premier League ကလပ်တွေပြောနေဥရောပထိပ်သီးကလပ်အသင်းတွေနဲ့ခြေစမ်းပွဲကစားဖို့တော့မှအခုချိန်ထိမရှိသေးတာလို့ထင်မြင်ယူဆမိပါတယ်။ ။မမလင်ဟာလည်းရှေ့ချိန်မှာမြမလင်အစဉ်အသင်းအတွက်ခြေစွမ်းပြပါဝင်ကစားနေသလို Time Premier League ကလည်း Lefon Warrior FC မှာလည်း Professional PP ခြေစွမ်းပြကစားနေတာကြောင့်အာဆီယံညီမောင်းအသင်းအတွက်မြမကိုစားပြုရွေးချယ်ခြင်းဖြစ်ကြောင်းအာဆီယံဘောလုံးအဖွဲ့ချုပ်ကတော့ထုတ်ပြန်ထားခဲ့တာဖြစ်ပါရင် United ကမလေးရှားနိုင်ငံမှာအာဆီယံညီမောင်းအသင်းနဲ့ကစားပြီးသွားရင်တော့ဟောင်ကောင်ကိုခြေစွမ်းပွဲဆက်လက်ကစားဖို့ထွက်ခွာသွားမှာလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါများ View League ကတော့ပါပဲနောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီး ဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကုန်ချုပ်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ